ခုဆောင်မှာဟိုက်နေတာတော့ဘာဖြစ်ပါလဲ CBR 650 F ပဲဖြစ်ပါညာโอเคအားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့ထိုင်းနိုင်ငံဘူကက်မြို့မှာရှိတဲ့ဒီဝါချာလောင်ဖျားဖျားဖြစ်ပါတယ်ညာဒီနေရာလေးကတော့တော်တော်လေးကိုအေးချမ်းတယ်လို့ပြောရမယ် It's Tu to pas tu နောက်ထပ် နောက်ထပ်ကျွန်တော်ပြပေးခြင်းတဲ့နေရာလေးကတော့အဲ့ဒီအဲ့ဒီဖျားနောက်မှာရှိတဲ့နေရာတနေရာလေးဖြစ်ပါလေ။ဒီနေရာလေးကတော့တော်တော်လေးကိုမိုက်တယ်။နောက်ပြီးအဲ့ဒီအကစားသမားတွေလက်ချက်ခံလာလို့လာလို့လို့ကောင်းမဲ့နေရာလေးရဖြစ်ပါလေ။နောက်ပြီးဘီဘက်ခွက်တွေအဲ့ဒီအဲ့ဒီလိုမျိုးအပေါ်လာရိုက်တက်တဲ့နေရာလေးရဖြစ်ပါလေ။ဒီနေရာလေးကတော့နောက်ပြီးကျွန်တော်ပြပေးမယ်။ဘူးတော့ဆက်ဖျားကြီးဖူးလိုက်ရအောင်။ ိဒီနေရာလေးကတော့ဒီမှာဖြစ်ပါတယ်ဗျာအဲဘလော်နီကာဘလော်နီကာနေတိုင်းလာပြည့်ရဲ့နေရာလေးဖြစ်ပါတယ်အဲငွေထိုက်ထုတ်နေတဲ့ဘလော်နီကာဘလော်နီကာကိုသွေးချေတဲ့ခါကျရင်ဒီနေရာကိုလာလည်ခဲ့လိုက်တော့ဟိုင်းရအောင် CBA 창 아자 에프에 피바냐 아 하이라 마요 가 호나웨 하이라데 호레 하이야 아고 아고 요 바벼 치야 안 띠요 저나에 플레이다 요 아아 Nhà nhà Avi chào bạn nha, cho nó Avi nè, vào được. Chào bạn. Bây giờ ိုဘလိုထဲနဲ့ပြီးရင်ဒီနေရာလေးကိုလာလဲရဒီနေရာကျွန်တော်တကယ်ကြိုက်တယ်ကျွန်တော်ကျွန်တော်ဟိုကောင်မလေးရဲ့မွေးနေ့ကြရမှာဒီမှာတက်ဖို့ရိုက်ပြီးဖြစ်တယ်ပေါ့ဗျာအဲ့လိုမျိုးပြီးတော့ဟိုလေ့ကျင့်ခန်းလုပ်လို့လည်းကောင်းတယ်ပေါ့ရမ်းမိုက်ပြီးတော့ဘိုင်းကဓမ္မရဲ့အိမ်မှာဆိုင်ကယ်နဲ့ရမ်းဟိုတက်ဖို့ရိုက်လို့ကောင်းတဲ့နေရာလေးတစ်ခုပေါ့ရမ်းဟိုမိုက်တယ်ကျွန်တော်လာတယ်ကြည့်ချင်ပါတယ်အားလုံးပဲ โอเควิดีโอတွေကိုဆက်အောင်ကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာနောက်လည်းဒီလို blog တွေတင်ပေးမှာမို့ကျွန်တော်ရဲ့ page ကို follow လေးမနေရသေးရေ follow လေးနှိပ်ခဲ့ပါလို့ကျွန်တော်တောင်းဆိုပါတယ်ဗျာโอเคအဲ့ဒါဆိုရင်နောက်ဗီဒီယိုမှာတွေ့မယ်ကျေးဇူးပါဘိုင်ဘိုင်